မင်္ဂလာပါရှင်ဒီနေ့နိုဝင်ဘာ17ရက်နေ့အတွက် People Spring ရဲ့နေ့လည်ခင်းဒီနောက်ဆုံးရထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုပြောပြပေးပါမယ်ရှင်အရင်ဆုံးနိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါ Angelina Jolie ရဲ့ Ukraine နိုင်ငံခရီးစဉ်တော်တွင်သူ့ရဲ့ရင်မောင်းတဦးကိုစစ်တပ်ကတားဆီးပြီးစစ်မှုတန်းဖို့လူသစ်စုဆောင်းတာနဲ့ကြုံတွေ့ခဲ့ရပါတယ် Oscar ဆုရှင်ကမ္ဘာကျော် Hollywood မင်းသမီး Jolie က Ukraine နိုင်ငံစီကြိုတင်မကြေညာပဲအလဲပတ်သွားရောက်ခဲ့တာကရုရှားရဲ့ကျူးကျော်စစ်တမ်းခံရရတဲ့နိုင်ငံမှာ လူသားချင်းစာနာမှုလုပ်ငန်းတွေပိုပြီးလုပ်နိုင်အောင်အားပေးကူညီဖို့ဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့ရင်မောင်းကတက်သားအသည့်စုဆောင်းတာနဲ့ကြုံခဲ့ရတဲ့အပေါ်အင်တာနက်မှာလူပြောများနေပါတယ်။တစ်ဖက်မှာလည်းဒီကိစ္စကနှိရှေလများစစ်တိုက်နေရတဲ့ယူကရိန်းမှာစစ်သားပြက်လက်လာတဲ့စိုးရိမ်စရာအခြေအနေကိုမိမောင်းထိုးပြနေတယ်လို့စစ်ရေးအကဲခတ်တွေကသတိပေးခဲ့ပါတယ်။လူသားချင်းစာနာမှုအကူအညီပေးရေးတက်ကြွလှူရှားသူတဦးလေးဖြစ်တဲ့ဂျူလီကနိုဝင်ဘာ၄ရက်နေ့မှာ ယူကရိန်းရဲ့ရှေ့တန်းစစ်မျက်နှာနဲ့နီနီကကတ်တီးရှိတဲ့ခါဆိုမြို့စီတွားရောက်ခဲ့တာဖြစ်ပါတယ်။ခါဆိုမြို့ကရုရှားစစ်တပ် drone တွေတုံးပြီးအရက်သား area တွေကိုဘုံကျဲချနေတဲ့နယ်မြေတစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒီခရီးစဉ်တော်တွင်လမ်းမတနေရာမှာရှိနေတဲ့ယူကရိန်းစစ်တပ်စစ်ဆေးရေးဂိတ်တစ်ခုကဂျိုလီနဲ့အတူပါလာတဲ့ယူကရိန်းရင်မောင်းတအုပ်ကိုစစ်သားတွေစုဆောင်းရေးစံနှုန်းတွေနဲ့ကန့်ညီမှုရှိမရှိစစ်ဆေးခဲ့ပါတယ်။ဒါကြောင့်ပဲဂျိုလီရဲ့ခရီးစဉ်လည်းအဲ့ဒီနေရာမှာဆိုင်းငံ့ထားတာခံခဲ့ရတာပါ။ ါပေမဲ့စစ်ဆေးမှုတွေအားလုံးအပြီးမှာတော့ဂျိုလီကသူ့လိုရာခရီးကိုဆက်ပြီးသွားရောက်ခွင့်ရခဲ့တယ်လို့ယူကရိန်းကြီးတက်စစ်ဆေးရေးဌာနချုပ်ကနောက်ပိုင်းမှာထုတ်ပြန်ခဲ့ပါတယ်။ဂျိုလီရဲ့ရင်မောင်းကတော့စစ်မှုမထမ်းမနေရစနစ်အရာတက်သေးဝင်ရလိမ့်မယ်လို့လည်းထုတ်ပြန်ချက်ထင်မှာဖော်ပြထားတာပါ။ရင်မောင်းကိုစစ်မှုတန်းစုဆောင်းဖို့ခေါ်ယူထားတဲ့ကိစ္စမှာဂျိုလီကဝင်းဆွတ်ဖတ်တာမျိုးမရှိခဲ့ပါဘူး။ယူကရိန်းမီဒီယာတွေကတော့အဲ့ဒီရင်မောင်းဟာယူကရိန်းအရန်တပ်ဖွဲ့ဝင်စည်ရင်ထဲထည့်သွင်းခံထားရသူလို့ဖော်ပြခဲ့ပါတယ်။ ဂျိုလီကခါဆိုမြို့မှာရှိနေခြင်းအတော်တွင်ဆေးရုံတစ်ခုနဲ့တခြားနေရာတွေကိုသွားရောက်ခဲ့တယ်လို့ညီအောင်ဘုံခိုခြင်းတစ်ခုတည်းကကလေးတွေကိုလည်းနှုတ်ဆက်ခဲ့ပါတယ်။ရုရှားသတင်းဌာန TASS ကဂျိုလီဟာနောက်ပိုင်းမှာတော့ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လမ်စကီးစီလိမ့်မှုပြီးရင်မောင်းကိုလှုပ်ပေးဖို့မြစ်တာရက်ခံစာပေးပို့ခဲ့တယ်လို့ဖော်ပြပြီးမဲ့အဲ့ဒီသတင်းအချက်အလက်ကိုလည်းပြီးကြတော့အတိမပြုတ်နိုင်ပါဘူးရှင်။ဗီယက်နမ်မှာတိုက်ခတ်သွားတဲ့အင်အားပြင်းတိုက်ဖုန်းမုန်တိုင်းကြောင့် ရာစုနှစ်တွင်နဲ့ချီနစ်မြုပ်နေတဲ့သင်္ဘောဟောင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကကုန်းတွင်းဝင်ရောက်ခဲ့တဲ့တိုင်ဖွန်းမုန်တိုင်းကယ်မက်ကြီးကြောင့်ကန်ယူဒန်အေရိယာတချို့ကတောင်ပြင်တွေမှာလှမ်းရိုက်ပြီးရေတိုက်စားမှုတွေဖြစ်ခဲ့ရာကအခုလိုသင်္ဘောပြက်ကြီးထွက်ပေါ်လာတာပါ။တက်တန်အတိအကျမသိရသေးပေမဲ့တဲတောင်ပြင်အောက်နစ်မြုပ်နေတာရာစုနှစ်တွင်နဲ့ချီကြာမြင့်ခဲ့ပြီးပြီလို့ယုံကြည်ရတဲ့သင်္ဘောပြက်ကြီးရဲ့အစိတ်ပိုင်းတချို့ကို2023ခုနှစ်ကဝိုင်အမ်းမြို့နာမှာရှာတွေ့ခဲ့မှုပါတယ်။ အဲ့ဒီအချိန်တုန်းကသင်းမောပြက်ကြီးကိုစတွေ့ခဲ့တဲ့နောက်ဒူးဖော်ရွှေပြောင်းရေးတွေမလုံနိုင်ခင်မှာပဲရေထဲပြန်မြုပ်သွားခဲ့ပါတယ်။ဒါပေမဲ့တိုင်ဖုန်းကယ်မဂီတိုက်ခတ်ပြီးတဲ့နောက်အခုတော့ပိုပြီးကျေပြန့်ထင်ရှားတဲ့အစိပ်ပိုင်းတွေပေါ့တောင်ပြင်ပေါ်ထွက်ပေါ်လာခဲ့တာပါ။သမိုင်းပညာရှင်တွေကတော့ဒါဟာထူးကဲလှတဲ့ရှာဖွေတွေ့ရှိမှုတစ်ခုလို့မှတ်ချက်ပေးခဲ့ပါတယ်။သင်းဘောကအနည်းဆုံး7.3မီတာရှိပြီးခိုင်မာထူထဲတဲ့တက်သားကိုယ်တိုင်နဲ့တိစောက်ထားပါတယ်။ ကြမ်းတမ်းတဲ့ပင်လယ်လှိုင်းလုံးတွေတန်းကိုရာစုနှစ်တွေနဲ့ချီခန်းစားခဲ့ရပြီးမြဲကိုထဲအချိုးဆက်ပေါင်းတွေကအတော်ကြီးမပြတ်မယွန်းဆက်ရှိနေသေးပါကျွမ်းကျင်သူတွေကတင်းပေါ်ရဲ့တက်တန်းကိုအတိအကျမပြောနိုင်သေးပြီးမြဲ14နဲ့16ရာစုကြားမှာတိဆောက်ခဲ့တာဖြစ်နိုင်တယ်လို့တော့ကနအူးခံမှန်းထားပါတယ်လလော့ဆယ်တော့အမြန်ဆုံးတူးဖို့ရွှေပြောင်းခွင့်ပါမစ်ရာရီကိုဦးစားပေးလှုပ်ဆောင်နေတယ်လို့ဝိုင်းအန်ကပ္ပရင်ကျင်းမှုအမွေနှစ်ထိန်းသိမ်းရေးစင်တာညွှန်ကြားမှုက November 10ရက်နေ့မှာပြောကြားခဲ့ပါတယ် ဒီရှီဟောင်းသင်္ဘောကြီးကိုရှာတွေ့ခဲ့တာကဟွိုင်းအန်ဟာဒေတာရဲ့ကုံသွယ်ရေးသမိုင်းကြောင်းကိုဖန်တီးရမှာဘယ်လောက်အရေးပါခဲ့တယ်လဲဆိုတာကိုထင်ဟမြင်သာစေလိမ့်မယ်လို့သူကဆိုပါတယ်ဒီတစ်ချိန်သင်္ဘောကြီးထွက်ပေါ်လာတာကြောင့်ပူပြီးပြေဆုံးတဲ့အချက်လက်တွေကိုသိပ္ပံပညာရှင်တွေရရှိလိမ့်မယ်လို့လည်းသူကဆက်ပြောပါတယ်နိုဝင်ဘာ10ရက်နေ့ထိအချိန်မှာတော့သင်္ဘောကြီးကတောင်ပြင်ပေါ်မှာအထင်ရှားဆက်ရှိနေပြီးလူတွေအများကြီးကလာရောက်စူးစမ်းကြည့်ရှုနေခဲ့ကြပါတယ်တိုင်ဖုန်းကယ်မဂီကြောင့် ဖိလစ်ပိုင်မှာလူ220ကျော်ဗီယက်နမ်မှာ6ဦးအပါအဝင် စုစုပေါင်း240ကျော်တေဆုံးခဲ့ပြီးလူပေါင်း950ကျော်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ကယ်မဂီကအခုနှစ်အတွင်းကမ္ဘာပေါ်မှာဖြစ်ခဲ့သမျှမုန်တိုင်းအလုံးတင်းမှာထိခိုက်သေးကြတာတွေကြုံတွေ့မှုအများဆုံးဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါတယ်ရှင်။ဆက်ပြီးတော့ပြည်တွင်းသတင်းတွေကိုနားဆင်ရမှာပါ။စကိုင်းတိုင်းတပရင်းမြို့နယ်ကိုစစ်ကောင်စီက Jet Fighter ၄စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့ဤသူတွေထိခိုက်ဒဏ်ရာရကြောင် တပရဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကထုတ်ပြန်ပါလေ။နိုဝင်ဘာ၁၀ရက်မနေ့ကညနေပိုင်းမှာတပရဲမြို့နယ်အနောက်ချက်ကကြေးရွာ၂ရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်။ဒီရွာ၂ရွာကိုမိတီလာရှန်တဲလေတက်ကနေလာတဲ့ Jet Fighter တစ်စီးနဲ့နှစ်ကြိမ်၊ဒဒဦးလေတက်ကတက်လာတဲ့ Jet Fighter နဲ့နှစ်ကြိမ်။နောက်ထပ် Jet Fighter တစ်စီးနဲ့၄ကြိမ်၊လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာလို့အဲ့ဒီမြို့နယ်ပကဖကအသိပေးပါရယ်။အဲ့ဒီနောက်ညနေ၆နာရီမှာလဲ နောက်ထပ်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်ခဲ့သေးတယ်လို့ဖော်ပြပါရယ်။ဒီတိုက်ခိုက်မှုတွေကြောင့်ပြည်သူတို့ချို့ထိခိုက်ဒဏ်ရာရတဲ့အပြင်နွားတကောင်တိဆုံးခဲ့တာပါ။နေအိမ်ခုနှလုံးပျက်စီးပြီးနောက်ထပ်နေအိမ်သုံးလုံးကမီးလောင်ခဲ့တယ်လို့သိရပါရယ်။ပြီးတော့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်အ ਨੇ ဆုံးပြည်သူ73ဦးထိခိုက်ဒဏ်ရာရတယ်လို့ကနအူးမှာစုံစမ်းသိရပါရယ်။ဒဏ်ရာရသူတဲမှာအမျိုးသမီးကြီးတဦးကဒဏ်ရာပြင်းထန်တယ်လို့ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါရယ်။စစ်ကောင်စီတပ်က ြည်သူတွေနေထိုင်တဲ့ကျေးရွာတွေကိုလေကြောင်းတိုက်ခိုက်မှုဇက်တိုက်ပြုလုပ်နေတာကြောင့်ဘေးကင်းလုံခြုံတဲ့နေရာနဲ့ဘုံခိုခြင်းတွေတူးကြဖို့တပရင်းပကဖကတိုက်တွန်းထားပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ်လ16ရက်ကလည်းတပရင်းမြို့နယ်မူကန်းကြီးကျေးရွာဖုံးကြီးကျောင်းကိုစစ်တပ်ကဘုံကျဲခဲ့တာကြောင့်တန်ကတော့နှစ်ပါအပါဝင်12ဦးသေဆုံးခဲ့ပါတယ်ရှင်။စကိုင်းတိုင်းဗမောက်မြို့ပေါ်ကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတယ်လို့ဗမောက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက People Spring ကိုပြောပါတယ် ဒီနေ့နိုဝင်ဘာ17ရက်မနက်9:00နာရီကနေ10:00နာရီအထိ White Hawk လေယာဉ်နဲ့ဘုံတွေပတ်ကျဲနေတာလို့ဆိုပါတယ်အထူးခါအပြက်စီးကိုမသိရသေးပဲဘုံတွေကတော့တဝိုးဝုံကိုကျဲနေတာလို့ဗမောက်မြို့နယ်ပအဖာတာဝန်ရှိသူကပြောတာပါမြို့အနီးမြေပြင်တိုက်ပွဲတွေပြင်းထန်နေချိန်ဒါမှမဟုတ်စစ်ကောင်စီနဲ့ SNA တပ်ကထိခိုက်မှုရှိနေချိန်တွေဆိုရင်စစ်ကောင်စီတပ်အနေနဲ့လေကြောင်းတိုက်ခိုက်မှုတွေအပြင်းထန်လုပ်လို့ရှိတယ်လို့ဗမောက်မြို့စစ်ရေးသတင်းရင်းမြစ်ကအသိပေးပါတယ်တိုက်ပွဲကနေ့တိုင်းရှိတယ်လို့ လေရင်တွေလည်းရက်ဆက်ဘုံလာကျဲနေပြီးပြီးခဲ့တဲ့နှစ်ရက်ကဆို Jet Fighter တွေရော Y12 တွေပါအကုန်သုံးပြီးကျဲနေတာလို့အဲ့ဒီစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်အဲ့ဒါကမြေပြင်တိုက်ပွဲအခြေအနေဘာဖြစ်နေသလဲဆိုတာသိတာတယ်လို့သူကဆက်ပြောပါတယ် November 9ရက်တိုက်ပွဲမှာစစ်ကောင်စီတပ်နဲ့ SNA တပ်သားတွေတိုက်ဆုံထိခိုက်မှုများခဲ့ပြီးအလောင်းတွေပါကျန်ရစ်ခဲ့တယ်လို့သိရတာပါဗမောက်မြို့ပြန်ရရေးအတွက်စစ်ကြောင်းထိုးတဲ့အခါလမ်းတလျှောက်ကျေးရွာတွေကိုစစ်ကောင်စီကမီးရှို့ဖျက်ဆီးတာအပြင် ြည်သူပိုင်ပစ္စည်းတွေယူဆောင်တာနဲ့ဒေသခံပြည်သူတွေကိုဖမ်းဆီးခေါ်ဆောင်သွားတာမျိုးရှိတယ်လို့လဲဗမောက်မြို့ကတချို့ကဆိုပါတယ်။မြို့အနောက်ဘက်ခြမ်းကနေထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်မှအင်အား900ဝန်းကျင်ရှိတယ်လို့စကိုင်းအထက်ပိုင်းစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။စစ်ကောင်စီကစကိုင်းအခြေစိုက်တပ်မ33လက်အောက်ခံတရင်တချို့ကိုအားဖြည့်ထားတဲ့အပြင်အရင်ကမြို့နယ်အတွင်းတပ်ဆွဲခဲ့တဲ့တပ်မ89လက်အောက်ခံတရင်တွေလည်းပါဝင်နေတယ်လို့သိရပါတယ်။ တိုက်ပွဲတွေကြောင့်မြို့နီးတဝိုက်ကကျေးရွာ20ဝန်းကျင်နဲ့မြို့ပေါ်၄ရပ်ကွက်ကပြည်သူ2000ဝန်းကျင်ဟာဘေးလွတ်ရာတိမ်းရှောင်နေရပြီးအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ဗမောက် ပကဖကထုတ်ပြန်ထားပါတယ်။ဗမောက်မြို့ကို NUG ကာကွယ်ရေးဝန်ကြီးဌာနအမှတ်၁စစ်ဒေသကိုကဲမှုနဲ့ပြီးခဲ့တဲ့စက်တင်ဘာ20ရက်ကတိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။နိုဝင်ဘာ9ရက်ကစပြီးဗမောက်မြို့နယ်မှာစစ်စင်ရေးလုပ်ငန်းတွေထိရောက်စွာဆောင်ရွက်နိုင်ဖို့ည9နာရီကနေမနက်9နာရီအထိညမထွက်ရအမိန့်ကို ရက်အကန့်အသတ်မရှိကာကွယ်ရေးတပ်တွေကထုတ်ပြန်ထားပါတယ်ရှင်။ People's Spring ရဲ့နေ့လယ်ခင်းတီနောက်ဆုံးရထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။